အလုံးမင်းမင်္ဂလာပါခင်ဗျာကောင်းစက်တဲ့ချက်တမပြလဲကြိုးဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်းကြတော့နောက်ဆယ်လကြာရင်ကာချူကြီးမင်းအောင်လာရဲ့အခြေအနေကိုသုံးသပ်ပြလာတဲ့ချစ်ကိုနော်ရဲ့ရုပ်သံမီတို့ဖိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမချူနော်ကာချူကြီးမင်းအောင်လာရဲ့အခြေအနေကိုဘယ်လိုတွေသုံးသပ်ပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဘလို့စကလုံးတွေပဲပြောပြောဘလို့အကြောင်းအရာတစ်ခုချင်းစီကိုပဲပြောပြောမြန်မာနိုင်ငံကိုအမှန်တကယ်အေဂျင့်တာယာဖွင့်ဖြိုးတိုးတက်ပြီးတော့မှမြန်မာပြည်သူလူထုတွေကဒီလူတန်းစင်နေချင်တဲ့လူကုန်တိတ်ခါနဲ့အညီနေချင်တယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့အကြမ်းဖက်အာဏာရှင်စစ်တပ်မရှိတော့မှပဲရမယ်အခုမြန်မာနိုင်ငံမှာဖြစ်ပေါ်သမျှပြဿနာတွေအားလုံးရဲ့ရေတောက်မြက်အရင်းခံဒီဒီအကြမ်းဖက်စစ်တပ်အာဏာရှင်စစ်တပ်ကြီးစိုးနေလို့ဒီလိုဒုက္ခဆင်းရဲပေါင်းစုံ ပြဿနာပေါင်းစုံဖြစ်နေတာအဲ့တော့မြန်မာနိုင်ငံကိုပြုပြင်ပြောင်းလဲမှုလုပ်ချင်တယ်မြန်မာနိုင်ငံကိုအပြောင်းလဲဖြစ်စေချင်တယ်ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံရဲ့စစ်တပ်ကိုကျွန်တော်တို့ဖယ်ရှားနိုင်မှာတော်လန်တိုက်တော်လန်တိုက်ခိုက်နိုင်မှာကျွန်တော်မြန်မာနိုင်ငံကိုပြောင်းလဲလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကျွန်တော် live ရဲ့အဓိကခေါင်းစဉ်ကိုကျွန်တော်ပြန်သွားကြရအောင်ပါနောက်ထပ်10လကြာရင်မင်း online နဲ့အကျန်းဖက်စစ်တပ်က တရားဝင်အစိုးရဖြစ်သွားမလားဆိုတဲ့ဟာကိုကျွန်တော်ဆက်ပြီးဆွေးနွေးကြမယ်အဲ့တော့အချိန်ကအများကြီးမကြံတော့ဘူးเนาะနောက်ထပ်10လပဲကျွန်တော်2023ကနေအခု2025အထိကျွန်တော်တို့အချိန်နေတာတရွတ်ရွတ်ကုန်လာတယ်ကျွန်တော်တို့ဟောဘယ်လိုလဲတိုင်းရင်းသားဒေသမှာဒါမြို့သိမ်းစခန်းသိမ်းတွေ အောင်မြင်ခဲ့ပေမဲ့ဒီမျိုးဥတော်လန်ရေးရဲ့အဓိကရေတောက်မြစ်ဖြစ်တဲ့ဗမာပြည်ပြည်မမှာတော့အများကြီးအပြောင်းလဲဖြစ်မလာသေးဘူးအချိန်က9နှစ်ပြည့်သွားပြီเนาะအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံရေး policy နိုင်ငံရေးစနစ်တစ်ခုနိုင်ငံရေးမူဝါဒတစ်ခုကိုအပြောင်းလဲလုပ်ခြင်းရင်မရမချင်းစူးစမ်းလို့ရတယ်နှစ်ဘလောက်ကြကြနှစ်ပေါင်း3 4 50ကြာတဲ့အထိဒီမူဝါဒကိုဆက်ပြီးဟောပြောသွားလို့ရတယ်စီယုံသွားလို့ရတယ်စူးစမ်းသားလို့ရတယ်ပြဿနာမရှိဘူးနိုင်ငံရေးနဲ့တော်လှန်ရေးမတူဘူးတော်လှန်ရေးမှာကပြည်သူလူထုရဲ့ပါဝင်နိုင်စွမ်းကအတိုင်းအတာတစ်ခုရှိတယ်ပြည်သူလူထုရဲ့ထောက်ခံမှုကအချိန်ကာလတစ်ခုထိပဲရှိတယ်အဲ့ဒီအချိန်ကာလတစ်ခုကိုကြော်လွန်သွားရင်ပြည်သူလူထုရဲ့တီးခတ်နိုင်စွမ်းထောက်ခံမှု ပြည်သူလူထုရဲ့ပါဝင်မှုကမရနိုင်တော့ဘူးအဲ့တော့ပြည်သူလူထုရဲ့ပါဝင်မှုမရနိုင်တော့ဘူးဆိုရင်ဒီတော်လှန်ရေးကလည်းအောင်မြင်စရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်ပြောတာနားလည်မယ်ထင်ပါတယ်နော်နိုင်ငံရေးနဲ့တော်လှန်ရေးကမတူဘူးဥပမာကျွန်တော်တို့ကမြန်မာနိုင်ငံကိုဒီမိုကရေစီစနစ်ဖြစ်စေချင်တဲ့ဒီဒီမိုကရေစီကိုရိုးရိုးသားသားလေးပဲအပင်မမခံပဲနဲ့ရိုးရိုးသားသားလေးပဲ ရတဲ့ထိတောင်းမယ်ရတဲ့ထိអော်နေမယ်ဆိုရင်អော်လို့ရတယ်ပြဿနာမရှိဘူးအနှစ်340ကြာလည်းပြဿနာမရှိဘူးနှစ်50နှစ်100ကြာသွားလည်းပြဿနာမရှိဘူးကျွန်တော်တို့ကနိုင်ငံရေးစနစ်တစ်ခုပြောင်းလဲမှဖြစ်တဲ့သူပြဿနာမရှိဘူးဒါပေမဲ့တော်လန်ရေးကကြာတော့ပြဿနာရှိတယ်တော်လန်ရေးမှာပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုပြည်သူလူထုရဲ့ဒီခံနိုင်ရည်တောက်ခံနိုင်စွမ်းပြည်သူလူထုရဲ့ဒုက္ခအနစ်နာခံမှုကအချိန်အတိုင်းအတာတစ်ခုပဲရှိတယ်။အဲ့ဒီအချိန်အတိုင်းအတာတစ်ခုကိုကြော်လွန်သွားရင်ပြည်သူလူထုကဒုက္ခမခံနိုင်တော့ဘူး၊မပါဝင်နိုင်တော့ဘူး၊ပြည်သူလူထုကမထောက်ခံတော့ဘူးဆိုရင်အဲ့ဒီတော်လန်ကြီးက ကြဆုံးသွားဖို့ပဲရှိတယ်အခုကျွန်တော်တို့ငွေဥတော်လန်ရေးက9နှစ်ထဲကိုဝင်လာပြီเนาะတိုင်းရင်းသားဒေသမှာတိုင်းရင်းသားဒေသတချို့မှာတော့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ပေမဲ့လို့ဒီငွေဥတော်လန်ရေးရဲ့ရေတောက်မြစ်ဖြစ်တဲ့အညာနဲ့ပြည်မအထူးဖြစ်ရန်ကုန်မန္တလေးနေပြည်တော်မှာတော့ဘာမှအပြောင်းလဲမရှိဘူးဒီအတိုင်းပဲဆိုတော့ကျွန်တော်တို့တော်လန်ရေးကငွေဥတော်လန်ရေးအပြောင်းလဲမရှိသေးဘူးလို့ပြောလို့ရတယ်အချိန်ကတော့9နှစ်ပြည့်သွားပြီအဲ့တော့ပြည်သူလူထုရဲ့ခံနိုင်စွမ်းတောက်ခံနိုင်စွမ်းကဒီ9နှစ်ထက်ကိုထပ်ပိုလာနိုင်စွမ်းမရှိတော့ဘူး ဲ့တော့နောင်ဆယ်လကြာရင်အကျန်းဖက်စစ်တပ်မင်းအောင်လှိုင်ကတရားဝင်အစိုးရဖြစ်သွားမလားကျွန်တော်တို့စဉ်းစားကြည့်လိုက်ကြရအောင်အဲ့တော့ကျွန်တော်တို့တော်လှန်ရေးတစ်ခုလုပ်တဲ့နေရာမှာငါငါပြောရင်နားထောင်တဲ့လူတွေအများကြီးပဲငါတို့ပြောရင်နောက်ကနေလိုက်ပြီးတော့ရောင်60လိုက်မဲ့ပြည်သူတွေအများကြီးပဲငါတို့ပြောသမျှပြည်သူလူထုကလက်ခံနေတဲ့စိုးရုံလောက်နဲ့တော်လှန်ရေးတစ်ခုကိုအောင်မြင်မှုမရနိုင်ဘူးเนาะအခု UNG နဲ့ အန်ယူဂျီဥဆောင်တဲ့အန်ယူဂျီရဲ့ရုပ်ရှင်မင်းသားမင်းသမီးအမှုပညာရှင်အဆိုတော်ဆယ်လီတွေအကုန်လုံးကအန်ယူဂျီဖြစ်ချင်တဲ့စကလုံးပေါ့အန်ယူဂျီဖြစ်ချင်တဲ့ဒီစီယုံရေးတွေးကြော်တံကိုသူတို့ကအန်ယူဂျီကိုဘာမှဝေဖန်ထိန်းကြောင်းမှုမလုပ်ဘဲနဲ့အန်ယူဂျီပြောခိုင်းတဲ့မြအကုန်ပြောတယ်အန်ယူဂျီကြီးညာခိုင်းတဲ့မြအကြီးညာတယ်အဲ့တော့ဘာဖြစ်လာပြီလဲကိုတော်လင်းက၅နှစ်ကြာလာပြီဘာမှအပြောင်းလဲဖြစ်မလာသေးဘူးတော်လင်းကြီးကအချိန်တိုင်းသား အကန့်တရှိတယ်အိခန်ထက်ကြော်ဝိုင်းပြည်သူလူထုရဲ့ထောက်ခံမှုကမရနိုင်တော့ဘူးပြည်သူလူထုထောက်ခံမှုမရရင်တော်လန်ကြီးအကြဆုံးမှုပဲရှိတယ်နော်အခုတော့ကျွန်တော်တော်လန်ကြီးတခုလုပ်တဲ့နေရာမှာဒီရန်သူတွေရဲ့ပြောတဲ့စကားတခွန်းတိုင်းတခွန်းတိုင်းကိုကျွန်တော်တို့အသေးစိတ်ကစားနားထောင်ရတယ်ရန်သူရဲ့လှုပ်ရှားမှုခြေလှမ်းတစ်ခုချင်းတိုင်းတစ်ခုချင်းတိုင်းကိုလည်းကျွန်တော်တို့ကစောက်ကြည့်ရတယ်ပြီးရင်ဒီရန်သူကိုဘယ်လိုအနိုင်ယူရမလဲအချိန်တုံသွင်းမှာဘယ်လိုအနိုင်ယူရမလဲဆိုတာကိုလည်းစဉ်းစားရတယ်အခုကျွန်တော်တို့ရင်ဆိုင်နေရတဲ့အတန်းဖက်စစ်သက်မင်းအောင်နိုင်ရဲ့လှုပ်ရှားမှုတွေကြည်လိုက်ရင်သူ့ရဲ့ပြောနေတဲ့စကားလုံးတွေကိုနားထောင်ကြည်လိုက်ရင် ဒီ2025အဝင်မှာမင်းအောင်လှိုင်နဲ့အချမ်းဖက်စစ်အုပ်စုကတောက်လျှောက်ပြောနေတဲ့စကားရှိတယ်။အဲ့ဒါပါလဲဆိုတော့2025ဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်။သူပြောတယ်အဲ့ဒါရွေးကောက်ပွဲကိုရွေးကောက်ပွဲကိုဘယ်လိုပုံစံနဲ့လုပ်မလဲဆိုတော့၄ချိန်ခွဲလုပ်မယ်လို့ပြောတယ်။ပုံစံ၄မျိုးနဲ့၄ချိန်ခွဲလုပ်မယ်လို့မင်းအောင်လှိုင်နဲ့အချမ်းဖက်စစ်တပ်ကပြောတယ်။အဲ့ဒါဆိုရင်သူတို့ပြောတဲ့ရွေးကောက်ပွဲကိုပုံစံ၄မျိုးနဲ့၄ချိန်ခွဲလုပ်မယ်ဆိုတာဘယ်လိုပုံစံမျိုးလဲကျွန်တော်တို့အနည်းကပ်ဆုံးစဉ်းစားကြည့်ရအောင်ပါ။ ဘလို့ပုံစံမျိုးလဲဆိုတော့ဖြစ်နိုင်ခြေအရှိဆုံးကတော့ဒီစစ်တပ်က तू ထိမ့်ချုပ်နိုင်တဲ့ရန်ကုန်မန္တလေးနေပြည်တော်နဲ့မြို့ကြီးတချို့ကိုပဲရွေးကောက်ပွဲအရင်လှုပ်လိုက်မယ်။ဒါသာ तू ထိမ့်ချုပ်နိုင်တဲ့နေမျိုးကိုရွေးကောက်ပွဲအရင်လှုပ်လိုက်မယ်။ပြီးရင်အဲ့ဒီကနေပြီးတော့မှပြည်တော်စုလွတ်တော်ခေါ်လိုက်မယ်။ပြည်တော်စုလွတ်တော်ခေါ်ပြီးရင်ပြည်တော်စုဘ ਹੁ အစိုးရကိုဖွဲ့လိုက်မယ်။အဲ့ဒါဆိုရင်ပြည်တော်စုဝင်ကြီးပြည်တော်စုလွတ်တော်ပြည်တော်စုဘ ਹੁ အစိုးရပေါ်ထွက်လာမယ်။ ပြည်ထောင်စုဘ ਹੁ အစိုးရပေါ်ထွက်လာပြီဆိုရင်အဲ့ဒီရွေးကောက်ပွဲလုပ်လို့မရတဲ့ဒေသတွေပြည်နယ်တွေကိုမင်းအောင်လှိုင်ကအမဲရောင်နယ်မြေဖြစ်နေကြီးညာလိုက်မယ်နော်အမဲရောင်နယ်မြေစစ်စင်ရေးနယ်မြေဖြစ်နေကြီးညာလိုက်ရင်အဲ့ဒီဒေသတွေမှာရွေးကောက်ပွဲလုပ်စရာမလိုဘူးပြည်နယ်လွတ်တော်ခေါ်စရာမလိုဘူးပြည်နယ်လွတ်တော်မရှိဘူးအဲ့တော့အဲ့ဒါဆိုရင်2025အကုန်ဒီဇင်ဘာရဲ့နောက်ပိုင်းမှာဒါဆိုရင်မင်းအောင်လှိုင်စစ်တပ်ကဘာဖြစ်သွားပြီလဲဆိုတော့ရွေးကောက်ပွဲကနေတက်လာတဲ့ တရားဝင်အစိုးရဖြစ်သွားပြီပြည်ထောင်စုအစိုးရဖြစ်သွားပြီအဲ့တော့ပြည်နယ်တွေကတော့အမဲရောက်နယ်မြေဖြစ်လို့စစ်စင်ကြီးနယ်မြေဖြစ်လို့ယူကောက်ပွဲမရှိဘူးပြည်နယ်လွတ်တော်မခေါ်ဘူးပြည်နယ်ဝင်ကြီးချုပ်မရှိဘူးမဲရောက်နိုင်လို့အစ်အုပ်စုကရန်ကုန်နေပြည်တော်မန္တလေးနဲ့မြို့ကြီးတချို့မှာပဲအခုလက်ရှိပုံစံအတိုင်းပဲသူတို့ကိုသူတို့ဗဟိုအစိုးရအနေနဲ့နေပြီးတော့မှပြည်ထောင်စုဝင်ကြီးတွေနဲ့ပြည်ထောင်စုလွတ်တော်လောက်နဲ့ပဲသွားမယ်ပြည်ထောင်စုလွတ်တော်ဆိုတာလည်းတခြားပါတီမရှိဘူးမဲအောင်လိုင်းစစ်တပ်နဲ့ ကျန့်ဖို့ပါတီနဲ့ကျန့်ဖို့ပါတီဘောမအနေနဲ့ပါတီအနေငယ်ပဲရှိမယ်အဲ့တော့အဲ့ဒီလိုတွေဖြစ်မလာဘူးနောက်နောက်ဆယ်လကြာတဲ့အခါမှာအကျန့်ဖက်စစ်တပ်ကတရားဝင်အစိုးရဖြစ်မလာဘူးဆိုရင်ကျွန်တော်တို့တော်လန်ရေးတပ်တွေဒီ2025ခုနှစ်အတွင်းမှာကိုနေပြည်တော်ကိုချင်းချောက်နိုင်ရမယ်နေပြည်တော်ကိုတက်ပြီးတော့မှစစ်စင်ရေးစင်နွဲနိုင်ရမယ်နေပြည်တော်ကိုတက်ပြီးတော့တိမ့်ပိုက်နိုင်ရမယ်ဒီ2025ခုနှစ်အတွင်းမှာမှကျွန်တော်တို့ ော်လှန်ရေးတပ်ဖွဲ့တွေနေပြည်တော်ကိုတက်ပြီးမသိမ်းနိုင်ဘူးနေပြည်တော်ကိုဝင်ပြီးစစ်ဆင်ရေးမလုပ်နိုင်ဘူးနေပြည်တော်ကိုမချိမ်းချောက်နိုင်ဘူးဆိုရင်နောင်လာမဲ့10လ2025ခုနှစ်ဒီဇင်ဘာလမှာစစ်တပ်ကတရားဝင်အစိုးရဖြစ်သွားဖို့ရှိတယ်နော်အဲ့တော့နားလည်မယ်ထင်ပါတယ်နော်အဲ့တော့အခုဆိုရင်တော်လှန်ရေးက9နှစ်ထဲဝင်လာပြီအဲ့ဒီ9နှစ်လုံးလုံး UNG နဲ့ CRPH ကလုပ်တဲ့ campaign တိုင်းအကုန်အောင်မြင်တယ်ဗျာ။ရာခိုင်နှုန်းပြအောင်မြင်တယ်။တို့လိုချင်တဲ့ပတ်စံတို့တတ်မှတ်ထားတဲ့အရေးအတွက်ကိုရတယ်။ဒါပေမဲ့အဲ့ဒီ campaign ကြွေးကြော်တဲ့ campaign လုပ်ထားတဲ့ဂတိကဝတ်တွေဒါအကောင့်ထဲမပေါ်နိုင်တာ။ UNG နဲ့ CRPH ကဥဆောင်ပြီးလုပ်တဲ့ campaign မှန်တယ်များအကုန်လုံးရာခိုင်နှုန်းပြအောင်မြင်တယ်။သူတို့ဂတိပေးထားတဲ့ဂတိတွေဒါ မတိတာเนาะလမ်းများအားလုံးနေပြည်တော်တဲ့အောင်မြင်တယ်အဲ့ဒီကံပိရာခိုင်နှုံးပြည်အောင်မြင်တယ်မမများနဲ့ပွဲကမယ်တို့မမများနဲ့ထုတို့အာရိုးထူရန်ကုန်တို့မန္တလေးတို့ကံပိတွေအကုန်လုံးအောင်မြင်တယ်ဒါပေမဲ့ကံပိကြော်ညာစာကံပိရဲ့ကျွေးကြော်တန်ဂတိကဝတ်လားအကောင့်ထဲမှာပေါ်နိုင်တာဒါဆိုကျွန်တော်တို့ပြည်သူတွေတာဝန်ကျေတာအတိုင်းထက်တောင်လွန်နေပြီဗျာ UNG ကိုလည်းကမ်ပိန်းတိုင်းပြည်သူတွေပါပေးတယ်တကယ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ပြည်သူအဲ PD ရဲ့ရဲဘော်တွေကိုလည်း တပံထောက်ပံ့ရတယ်စစ်ဘေးရှောင်တွေကိုလည်းတပံကျွေးရမွေးရထောက်ပံ့ရသေးတယ်ကျွန်တော်ပြည်သူတွေပါဝင်နိုင်စွမ်းပြည်သူရဲ့ထောက်ပံ့နိုင်စွမ်းအတိုင်းအတာတစ်ခုထက်ကိုကျော်လွန်နေပြီ2025အကုန်2026မှာမှဘာမှအကြောင်းမထူးလာဘူးဆိုရင်မပါဝင်နိုင်တော့တဲ့ပြည်သူလူထုကိုအပြစ်ပြောလို့မရတော့ဘူးပြည်သူလူထုရဲ့ခံနိုင်ရည်လမ်းဆုံးကိုရောက်သွားရင်တော်လည်းရကြာဆုံးသွားပြီလို့ဒါမှတ်လိုက်တော့အဲ့တော့နောင်ဆယ်လအတွင်းမှာအကြမ်းဖက်စစ်တပ်ကတရားဝင်အစိုးရဖြစ်နိုင်သလားလို့မေးရင် တေချာပေါက်ဖြစ်နိုင်တယ်။ဒါပေမဲ့ကြံနေသေးတဲ့နောက်ထပ်၈လအသွင်းမှာကျွန်တော်တို့နေပြည်တော်ကိုဝင်ပြီးတော့တိုက်ခိုက်သိမ်းပိုက်ချိန်မှုန်းနိုင်ဖို့လိုတယ်။အဲ့ဒီတော့ဘယ်လိုဥဆောင်ရမလဲကျွန်တော်တို့တော်လန်ကြီးတက်ဦးဖြစ်တဲ့ UNG တော်လန်ကြီးအစိုးရဖြစ်တဲ့ UNG ကပဲဥဆောင်ရမယ်။ UNG ဒါတကယ်အကောင့်ထဲပေါ်တော့မယ်တိတိကျကျတကယ်ကိုအလုတ်လုတ်တော့မယ်ဆိုရင်တိုင်းရင်းသားတက်တွေကလည်းမပါဝင်စရာအကြောင်းမရှိဘူးသူတို့လည်းပါမှာပဲဘာလို့လဲဆိုတော့မြန်မာတိုင်းကံလုံးရဲ့အဓိကအနှစ်ချုပ်က နေပြည်တော်ဖြစ်တယ်ပြီးတော့သူတို့ပြည်နယ်ကြီးကွက်ပြီးလွတ်လပ်နေရင်လည်းအလုံးမဖြစ်ဘူးမြန်မာနိုင်ငံမှာဒီအာဏာရှင်စစ်တပ်ကြီးပြုတ်ကျသွားမှတနိုင်ငံလုံးလွတ်မြောက်မယ်ဆိုတော့တိုင်းရင်းသားတွေအားလုံးသိတယ်ကျွန်တော်ဥပမာတစ်ခုပြောပြမယ်အခုခုနကျွန်တော်ပြောသလိုအကြမ်းဖက်စစ်တပ်ကသူထိန်းချုပ်နိုင်တဲ့ရန်ကုန်မန္တလေးနေပြည်တော်မွန်လမြိုင်တောင်ကြီးအစရှိတဲ့မြို့ကြီးနည်းနည်းလောက်ကိုပဲရွေးကောက်ပွဲလုပ်လိုက်မယ်အဲ့ကနေပြည်တော်စု လွတ်တော်ခေါ်ပြီးတော့ပြည်တော်စုအစိုးရဖွဲ့လိုက်မယ်။အဲ့ဒါဆိုရင်အကြမ်းဖက်စစ်တပ်မင်းအောင်လှိုင်နဲ့အကြမ်းဖက်စစ်တပ်တွေကတရားဝင်အစိုးရဖြစ်သွားပြီ။အဲ့လိုတရားဝင်အစိုးရဖြစ်သွားပြီဆိုတော့ပြည်နယ်တွေကိုယူကောက်ပွဲမလုပ်ဘူးเนาะ။ဥပမာကချင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်ယူကောက်ပွဲမလုပ်ဘူး။ယူကောက်ပွဲမလုပ်တဲ့အတွက်ရခိုင်ပြည်နယ်၊တပြည်နယ်လုံးကိုရခိုင်တပ်တော်အေအေကတင်ထားပါစေမင်းအောင်လှိုင်ဂယုမဆိုင်ဘူး။နော်ကချင်ပြည်နယ်တပြည်နယ်လုံးကို KIA ကတင်ထားပါစေမရောက်နိုင်ဂယုမဆိုင်ဘူး။ ကရင်ပြည်နယ်တစ်ခုလုံးကို KNU ကတင်ထားနိုင်ရင်လေမင်းအောင်ဆိုင်ကဂယုမဆိုင်ဘူး။ဘာလို့လဲဆိုတော့မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာတည်နေပြည်တော်အုပ်ချုပ်ရေးနယ်မြေမှာဖြစ်တယ်။အဲ့တော့အကြံဖက်စိတ်အုပ်စုကဘ ਹੁ အစိုးရဖြစ်သွားပြီဆိုရင်အဲ့ဒီပြည်နယ်ကိုမင်းအောင်ဆိုင်တို့ကအာဒီအမဲရောင်နယ်မြေအကြံဖက်အဖွဲ့လို့ညင်ညာထားရင်ရခိုင်ပြည်နယ်တစ်ခုလုံးကိုရခိုင်တပ်တော် AA ကတင်ပိုက်ထားလိုက်ရင်လေဒီရခိုင်ပြည်နယ်မှာရှိတဲ့လေရင်ကွင်းတွေ ခိုင်ပြည်နယ်မှာရှိတဲ့ဖလီစိတ်တွေတင်းမောစိတ်ကန်းတွေကိုနိုင်ငံသားလေရင်တွေဆင်းလို့မရဘူးနိုင်ငံသားတင်းမောတွေကတ်လို့မရဘူးကျန်တဲ့ပြည်နယ်တွေလည်းအဲ့ဒီတိုင်းပဲเนาะကကချင်းပြည်နယ်တခုလုံးကို PIA ကတိမ်းလိုက်နိုင်ရင်တောင်မှအဲ့ဒီကချင်းပြည်နယ်မှာရှိတဲ့လေရင်ကွင်းတွေကိုနိုင်ငံသားလေရင်တွေလာဆင်းလို့မရဘူးနိုင်ငံသားတင်းမောတွေလာကတ်လို့မရဘူးအဲ့တော့အဲ့ဒီနိုင်ငံသားအစိုးရအနေနဲ့ KIA နဲ့ဓာတ်ရိုက်ဆက်သွယ်ဆက်ဆံလို့မရဘူးဘာလို့လဲဆိုတော့ဒီ နိုင်ငံတကာရဲ့စည်းမျဉ်းဥပဒေအရနိုင်ငံတစ်ခုမှအစိုးရတစ်ခုပဲဖြစ်ရမယ်။ကြံတဲ့ပြည်နယ်ကခွဲထွက်ရေးအဖွဲ့တွေလာဆက်သွယ်ရင်နိုင်ငံတကာကလုံးဝဆက်ဆံလို့မရဘူး။ဆက်ဆံရင်အဲ့ဒါဘလို့လဲ။ကျူးကျော်မှုကိုအားပေးတာခွဲထွက်မှုကိုအားပေးတာနိုင်ငံတကာလက်ခံလို့မရဘူး။အဲ့တော့နိုင်ငံတကာရဲ့စည်းမျဉ်းဥပဒေကိုဘယ်နိုင်ငံမှဖောက်ဖျက်လို့မရဘူး။အကျွန်တော်ပြောနားလည်လားမသိဘူးเนาะတချို့တွေကဒီနိုင်ငံရေးအသွေးခေါ်နိုင်ငံရေးအတိနဲတဲ့ဟိုတိုင်းရင်းသားတချို့တွေအများစုကရခိုင်ပေါ့ဗျာ သူတို့ထင်တာကဟိုရခိုင်တပြည်နယ်လုံးဟိုရခိုင်တပြည်နယ်လုံးအေအေကတိုင်းလိုက်ရင်အေကအစိုးရဖြစ်ပြီသူတို့ထင်တာမဟုတ်ဘူးเนาะမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးအဲ့တော့အဓိကပြည်တော်စုအရေးကြီးတယ်ပြည်တော်စုအစိုးရကဟောဒီတရဝင်း Confederate စာချုပ်ချုပ်လိုက်မှသူတို့ဒီ Confederate ရဲ့အခွင့်အရေးနဲ့သူတို့လှုပ်ရှားလို့ရမယ်ပြည်တော်စုကဒီတရဝင်းဒီ Federal ကိုတဘောတူလိုက်မှသူတို့ Federal အခွင့်အရေးကိုရမယ်ဒီလိုမှမဟုတ်ဘဲနဲ့မြန်မာနိုင်ငံမှာအကြမ်းဖက်ဆက်သက်ရှိနေတယ်ဒီအဲ့ဒါတွေကလည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ အန်ယူဂျီကဒါဒီနေပြည်တော်ကိုတက်ပြီးတော့သိမ့်ပိုက်ဖို့အမှန်တကယ်အကောင့်ထဲပေါ်မယ်ဆိုရင်တိုင်းရင်းသားတက်ပြီးတိုင်းရင်းသားခေါင်းဆောင်တွေကလည်းအကုန်လုံးပါဝင်မှာပါခက်တာကအခုချိန်ဒီ NUG မှာအဲ့ဒါလောက်စွမ်းနိုင်တဲ့အစွမ်းကိုတိုင်းရင်းသားခေါင်းဆောင်တွေကမတွေ့သေးဘူးဖြစ်နေတယ်အဲ့တော့တိုင်းရင်းသားလူမျိုးတွေပေါ့နော်တာမန်အရက်သားတွေကဒါကိုမသိပေမဲ့လို့တိုင်းရင်းသားခေါင်းဆောင်တွေကဒါကိုသိတယ်မြန်မာနိုင်ငံအမှန်တကယ်အပြောင်းလဲလုပ်ချင်ရင်ဒီအကြမ်းဖက်စစ်တပ်ပြုတ်ကြသွားမှဖြစ်လာမယ်ဆိုတာသူတို့သိတယ်အဲ့တော့ဒီဘက်ကဒီဗမာ တို့ပြည်ဒီပြေမပေါ့နော်ဒီဗမာအစိုးရတွေဗမာလူတို့တွေဗမာပြည်သူတွေကဒီစစ်တပ်ကိုအမှန်တကယ်ပြုတ်အောင်တိုက်ထုတ်နိုင်တဲ့တိုက်ထုတ်ခြင်းနဲ့ဆန္ဒရှိပြီလားဆိုတာကိုတိုင်းနာခေါင်းဆောင်တွေကစောင့်ကြည့်နေတာအခုချိန်ဒီပေါ်လာသမျှအဖွဲ့တွေပေါ်လာသမျှခေါင်းဆောင်တွေတယောက်မှမူမမှန်တော့တို့လည်းပူးပေါင်းဆောင်ရွက်မှုတော်တော်အားနည်းသွားတယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါတော့အဓိကအချက်ပဲအဲ့တော့နောက်ဆုံးအကုန်လုံးသင်တာမြင်တာရှိအောင်ပြောရရင်ဗျာခုနကကျွန်တော်ပြောတဲ့စကားလုံးနဲ့ပြန်ဆက်မယ်နော်ရခိုင်တပြည်နယ်လုံးကို ရခိုင်တပြည်နယ်လုံးကိုရခိုင်တပ်တော် AA ကတင်လိုက်လေ AA ကတရားဝင်အစိုးရတရားဝင်အုပ်ချုပ်ခွင့်မရဘူးကချင်ပြည်နယ်တစ်ခုလုံးကို KIA တင်ရင်လည်းပဲ KIA ကတရားဝင်အစိုးရတရားဝင်အုပ်ချုပ်ခွင့်မရဘူးဘာလို့လဲဆိုတော့မင်းအောင်နိုင်ကဒီဘက်ကဒီဘ ഹു အစိုးရကအမဲအောင်နယ်မြေကြီးညာထားရင်အကြမ်းဖက်ဖွဲ့ကြီးညာထားရင်ဘယ်နိုင်ငံတကာကမှသူတို့ကိုဆက်သွယ်လို့မရဘူးဆက်ဆံလို့မရဘူးကုံသွေးရေးလုပ်လို့မရဘူးစီးပွားရေးလုပ်လို့မရဘူးအဲ့တော့ဟိုနယ်ဆက်ချင်းထိတဲ့ဥပမာဆိုဗျာကချင်ဆိုရင်နယ်ဆက်ထိတဲ့တရုတ်နဲ့အဲ့လိုမှောင်ခိုလန်းကနေစီးပွားရေးလုပ်လို့ ရချင်ရမယ်ဥမာကရင်ပြည်နယ်ဆိုရင်ဒီထိုင်းနဲ့နေဆက်ထိတယ်အဲ့လိုနေဆက်ကနေပြီးတော့မှမှောင်ကိုအယောင်းဝယ်လုပ်ရင်ရချင်ရတယ်ဥမာရခိုင်ဆိုရင်ဒီဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနဲ့နေဆက်ချင်းထိတယ်အဲ့ဒီနေဆက်တွေကိုတော့ဒီမှောင်ကိုလမ်းကြောင်းကနေပျက်စီးတယ်အဲဒီအယောင်းဝယ်လုပ်လို့ရချင်ရမယ်တရဝင်တော့မရဘူးနော်အဲ့ဒါမျိုးကိုပြောချင်တာအဲ့တော့အဲ့တော့တိုင်းရင်းသားတွေနားလည်ထားတယ်တချို့ဒီနိုင်ငံရေးအသည့် လိလမှုအားနေတဲ့လူတွေကအတိုင်းနာပြင်းတဲ့တခုလုံးတိုင်းနာတက်တွေကတိုင်းနာရင်သူတို့တရားဝင်အုပ်ချုပ်လို့ရပြီထင်တယ်မဟုတ်ဘူးเนาะအဲ့တော့အလုံးထင်တာမြင်တာရှိအောင်တခုပြောပြမယ်အခုမြန်မာပြည်မှာငလင်မလှုပ်ခင်ရှေ့မှာ2013မှာမုခမှုန်တိုင်းတိုက်တယ်အလုံးသိတယ်เนาะမုခမှုန်တိုင်းတိုက်တဲ့အချိန်မှာအဒီပကိုးတို့ရန်ကုန်တို့စကိုင်းတို့မကွေးတို့အနှဲငယ်ထိပ်ပြီးမဲ့လို့ရခိုင်ပြည်နယ်မှာပူထိတယ်ရခိုင်ပြည်နယ်မှာအဲ့ဒီမိုးကားမှုန်တိုင်းတိုက်တုန်းကလူတွေတော်တော်လေးဒုက္ခရောက်သွားတယ် ပေကြည်ပြည့်စုံမှုလည်းများတယ်ဒါပေမဲ့ဒီဘ ਹੁ အစိုးရဒီပြေမအစိုးရမှာမင်းအောင်လှိုင်ကအခုဘ ਹੁ အစိုးရမင်းအောင်လှိုင်အစိုးရကဒီပြည်တွင်းအာဏာ၃ရက်ကိုစုပ်ကင်ထားတဲ့အဖြစ်တဲ့အတွက်မင်းအောင်လှိုင်ကဒီနိုင်ငံတကာကိုအကူအညီမတောင်းဘူးနိုင်ငံတကာဝင်ခွင့်မပြုတော့အဲ့ဒီဒုက္ခရောက်နေတဲ့ရခိုင်ပြည်နယ်ထဲကိုဘယ်ကယ်ဆယ်ရေးအဖွဲ့ဘယ်နိုင်ငံညာအဖွဲ့မှလာလို့မရဘူးဘာလို့လဲဆိုတော့ဘ ਹੁ အစိုးရကခွင့်မပြုလို့အဲအဲ့ဒါလိုပဲခုနကျွန်တော်ပြောသလိုရခိုင်ပြည်နယ်လုံးကိုရခိုင်တပ်တော်အေအေကတင်လိုက်ရင်လည်းပဲရခိုင်တပ်တော်အေအေက တရားဝင်အစိုးရမဖြစ်ဘူးအောက်ချုပ်လို့လည်းမရသူ့ပြည်နယ်သူ့အတူသူ့လူမျိုးနဲ့သူအောက်ချုပ်လို့ရကောင်းရမယ်နိုင်ငံတကာနဲ့ကဆက်သွယ်လို့မရဘူးဘာလို့လဲနိုင်ငံတကာလေရင်နဲ့နိုင်ငံတကာသင်းဘောတွေဒီဘ ਹੁ အစိုးရကိုခွင့်ပြုချက်မတောင်းဘဲနဲ့ဝင်လာလို့မရဘူးအခုနကကျွန်တော်ပြောသလိုပေါ့ဗျာဒီမူခမုံနိုင်တိုက်တုံးကရခိုင်မသားဒုက္ခရောက်တယ်ဘ ਹੁ အစိုးရကနိုင်ငံတကာကိုအကူအညီမတောင်းတဲ့အတွက်ဝင်လာလို့မရဘူးပြီးတော့တချို့နိုင်ငံတွေကန့်လန့်ချင်တာတောင်မှကန့်လန့်လို့မရဘူးအဲ့ဒီချိန်တုန်းကဆိုရင်ဗျာဒီရန်ကုန်မှာရှိတဲ့ကုလသမဂ္ဂ ယုံကတော့မှဒီမုခမုံတိုင်းကြောင့်ဒုက္ခရောက်နေတဲ့ရခိုင်ပြည်ကိုသွားပြီးတော့ကုညီပြရစီလို့မရောက်လိုက်ဒီမှာခွင့်တန်းခွင့်တောင်းတာတော့မှမရောက်လိုက်ကသွားခွင့်မပြုလို့မသွားရဘူးအဲ့တော့ဒါတွေကိုကြည့်ချင်အားဖြင့်နိုင်ငံတကာရဲ့စီမင်းဥပဒေတွေကိုခတ်မှန်းနားလည်လောက်မယ်လို့ထင်ပါတယ်အဲ့တော့အကုန်လုံးကိုအနှစ်ပြန်ချုပ်လိုက်ရင်လာမဲ့ဆယ်လနောက်ထပ်ဆယ်လအတွင်းမှာအကျန်းဖက်စစ်တပ်မင်းအောင်လိုင်ကတရားဝင်အစိုးရဖြစ်နိုင်လားမေးရင်ကျွန်တော်တို့တော်လှန်ရေးအဖွဲ့တွေဒီအတိုင်းပဲလိမ်ဖယ်လိမ်ဖယ်သွားရင်တော့နောက်ထပ်ဆယ်လကြာရင် အကျံပတ်စစ်တပ်မင်းအောင်လှိုင်ကတရားဝင်အစိုးရဖြစ်သွားနိုင်တယ်ဖြစ်ကိုဖြစ်သွားမှာဖြစ်သွားနိုင်တယ်မဟုတ်ဘူးတော်လှန်ရေးအဖွဲ့တွေဒီတိုင်းပဲလိမ်ဖယ်လိမ်ဖယ်သွားနေရင်နောက်ထပ်ဆယ်လကြာကြီးမင်းအောင်လှိုင်နဲ့အကျံပတ်စစ်တပ်ကတရားဝင်အစိုးရဖြစ်ကိုဖြစ်သွားမှာအဲ့ဒီတော့ကျွန်တော်ကြံရှိနေသေးတဲ့အချိန်မှာကျွန်တော်တော်လှန်ရေးအဖွဲ့တွေအကုန်လုံးအင်ပြအားပြတညတညွတ်တဲ့နေပြည်တော်ကိုတက်ပြီးတိမ့်ပိုက်တိုက်ခိုက်ချိန်မုံနိုင်ဖို့တိမ့်ပိုက်နိုင်ဖို့လိုအပ်တယ်ဒီလိုမှမဟုတ်ရင်နောက်15လနောက်10လကြာရင်အကျံပတ်စစ်တပ်ကတော့တရားဝင်အစိုးရဖြစ်ကိုဖြစ်သွားမှာ တော့ခုနကကျွန်တော်ပြောတဲ့စကားကိုပြန်ဆက်ရရင်ဗျာခတ်တော့ခတ်တယ်ဗျာဒီလားဘာခတ်လဲဆိုတော့လေအန်ယူဂျီလုံပြီးနေအန်ယူဂျီညီပိနေတာတအားခတ်တယ်ကျွန်တော်တို့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တကယ်လိုအပ်တဲ့သတင်းတွေတကယ်ဖြန့်ဝေသင့်တဲ့သတင်းတွေပြည်သူတို့တကယ်လိုအပ်တဲ့သတင်းတွေကျွန်တော်တို့ဘလောက်တင်ဘလောက်ရေးရေးနော်အန်ယူဂျီလုံပြီးနေအန်ယူဂျီညီပိနေအတိမတ်လည်းမပြုတ်ဘူးကွန်မန့်လည်းမရေးဘူးလိုက်တစ်ချက်မရှိဘူးနော်ကျွန်တော်တို့ဘလောက်လုံလောက်အန်ယူဂျီကိုဝေဖန်တဲ့ပို့လေးများရေးလိုက်ကြည့် မနေ့ပိုင်းသွင်းအဲ့ဒီဘယ်တော့မှလိုက်မပေးဘူးတဲ့ညီပိန်းနေဘယ်တော့မှကွန်မန့်မပေးဘူးတဲ့ညီပိန်းနေထိုးဆင်းလာတာဒါဆိုငါတို့လောက်တာမင်းတို့တွေ့နေတာပဲကောင်းတဲ့ဟာလေလောက်တော့မင်းတို့ဘာလို့အာမပေးတာလဲအဲသူတို့ကဘယ်လိုလဲဆိုမင်းတို့မင်းတို့ကြိုက်ကြကောင်းတာတော့ဂယုကိုမဆိုင်တာအတိမတ်လည်းမပြုတ်ဘူး UNG ကိုတော့မဝေဖန်နဲ့ဆိုတဲ့ပုံစံမျိုးညီပိန်းနေရဲ့ပုံစံအဲ့ဒီပုံစံဖြစ်နေတယ်ဒါဆိုတယ်အဲ့တော့ဟော UNG ကိုဝေဖန်ထောက်ပြရတာလေတအားကြောက်တယ်ဘာလို့လဲဆိုတော့ဟိုဘက်ကဟိုဘုံရန်သူကိုမတိုက်ရဘူးကို့ချင်းချင်း စောက်စကားများနေရတယ်နဲ့ဒီအချိန်ကုန်တယ်ကိုကလည်းကိုလုံးနဲ့ကိုမအားတော့တော်တော်ပြဿနာပတ်တယ်အဲ့ဒါကြောင့်နောင်ဆယ်လကြာရင်အကျန်းဖက်စစ်တပ်ကတရားဝင်အစိုးရဖြစ်သွားမလားဆိုရင်ဒီကြောက်ဖြစ်သွားနိုင်တယ်ကျွန်တော်တော်လည်းတက်ဖွဲ့တွေဒါဒီတိုင်းပဲလိမ့်ဖဲလိမ့်ဖဲသွားနိုင်မယ်ဆိုရင်ပေါ့လေကဲလို့ဆယ်လမပြည့်ခင်မှာ NUG ဥဆောင်တဲ့အမျိုးတော်လည်းတက်ဖွဲ့တွေဥဆောင်တဲ့တပ်တွေကနေပြည်တော်ကိုတိုက်ခိုက်ချိန်မုံးမယ်ဆိုရင်နောက်ကနေတိုင်းနာတက်တွေကလည်းပါမှာပဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့တေချာပေါ့အောင်မြင်နိုင်မှာပါကျွန်တော်တို့တော်လိုင်းကြီးကတေချာပေါ့အောင်မြင်မယ် အခုတော့အကောင်လုံးရဲ့အနှစ်ကျုပ်အကောင်လုံးရဲ့ဒီတော်လန်ကြီးတစ်ခုလုံးရဲ့အနှစ်ကျုပ်ဒီတော်မြန်မာတပြည်လုံးရဲ့အနာဂတ်ကဘ ᱹ ဒုလက်ထဲမှာလဲဆိုရင် UNG ရဲ့ဥဆောင်မှုအောက်မှာဆိုတော့ဘာကြောင့် UNG ရဲ့ဥဆောင်မှုအောက်မှာလဲဆိုတော့ तू ကသူ့ကိုယ်သူတော်လန်ကြီးအစိုးရလို့ညင်ညာထားပြီးရှိတဲ့မြဝင်ကြီးဌာနအကောင်လုံးလည်း तू ပဲယူထားတာလေနော်မလိုအပ်တဲ့ဝင်ကြီးဌာနတွေတော့ तू ကဖွဲ့ပြီးတော့မှဝင်ကြီးနေရတယ်အမဲဝင်ကြီးလောက်တဲ့တင်ကိုမလုံလောက်ဘူးနော်ဒုဝင်ကြီးတဲ့အမဲဒုဝင်ကြီးတဲ့တင်လုံမလောက်သေးဘူးအသွင်းဝင်တဲ့အမြဲတမ်းအသွင်းဝင်တဲ့ အပြစ်ညွန်ကြားရေးမှုတယ်ညွန်ကြုတ်တယ်မသိရင်ဟိုနိုင်ငံတနိုင်ငံလုံးရဲ့ဘန်နာအခွန်ငွေကိုထုတ်ယူသုံးစွဲခွင့်ရပြီးတော့မှတကယ်ဟိုမြန်မာပြည်မှာရုံးထိုင်နေတဲ့အစိုးရတပ်ဖွဲ့ကိုဖွဲ့စည်းထားတာ UNG ကအဲ့တော့မလို့အပ်ပဲနဲ့ဝင်းဌာနတွေအများကြီးဖောင်းပွားပြီးတော့မှဘာမှအလုံးမဖြစ်တာအခုငါးနှစ်ပြည်သွားပြီအဲ့တော့ကျွန်တော်တေချာစဉ်းစားကြည့်နော်အခုတော်လန်ကြီးငါးနှစ်ထဲကိုဝင်လာပြီအဲ့ဒီငါးနှစ်လုံးလုံး UNG လုတ်တမြကမ်ပိန်းတွေအကုန်လုံးအောင်မြင်တယ်။ရာခိုင်နှုန်းပြအောင်မြင်တာဗျ။ကမ်ပိန်းတွေဒါအောင်မြင်တယ်။ကမ်ပိန်းရဲ့ကြွေးကြော်ဒဏ်ကမ်ပိန်းရဲ့ဂတိကဝတ်ကမ်ပိန်းလုပ်ရတဲ့ခေါင်းစဉ်တစ်ခုမှအကောင့်ထဲပေါ်တာကျွန်တော်တို့မတွေ့ရဘူး။အဲ့ဒါတွေကိုကျွန်တော်ပြည်သူလူထုကဟိုမှန်ကန်ဖြောက်မှတ်တဲ့ဘက်ကနေပြီးတော့ PRP ပြီးတောင်းဆိုရမယ်။အဲ့တော့ကျွန်တော်ဟိုး2022လောက်ကလေးကကျွန်တော်အမြဲတမ်းအမုန်းခံပြီးတော့မှဝေဖန်ထောက်ပြတာတွေ လုတ်ခဲ့ပါတယ်အများစုကတော့သူတို့နားထောင်ခြင်းတဲ့သကလုံးသူတို့ကြိုက်တဲ့သကလုံးတွေပြောမှာပဲသူတို့ကထောက်ခံကြတာလေနော်အာမနက်ပြန်ဆိုမင်းအောင်လိုင်းပြေးပြီးတို့တပတ်ခါဆိုမင်းအောင်လိုင်းပြေးပြီးတို့မင်းအောင်လိုင်းကအထုတ်ဆွဲနေပြီးတို့အဲအဲ့လိုဟာမျိုးတွေပြောမှာပဲသူတို့တဘောကြတာတကယ်နောက်ဆယ်လကြာရင်ဘာဖြစ်လာမလဲနောက်တစ်နှစ်ကြာရင်ဘာဖြစ်လာမလဲငါတို့တွေဘာတွေပြင်ဆင်တင်လဲဆိုတာပြောသူတို့အားလည်းမပေးဘူးစိတ်လည်းမဝင်စားဘူးအဲ NUG ကိုဝေဖန်ရင်တော့လဝင်ဆဲသွားတယ်အဲအဲ့လိုပုံစံမျိုး2022လောက်တည်းကကျွန်တော်တို့ကအဲ့ဒါမျိုးတွေအစဲခံလာရတယ်ထားလိုက်တော့အဲ့တော့ ဒီနေ့အဓိကပြောချင်တာကအောင်ဆယ်လကြာရင်အကျန်းဖက်စစ်တပ်ကတေချာဖောက်တရားဝင်အစိုးရဖြစ်သွားနိုင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တော်လိုင်းရေးတပ်ဖွဲ့တွေကဒီတိုင်းပဲလိမ့်ဖယ်လိမ့်ဖယ်သွားနေရင်တော့နောက်ဆယ်လဆိုရင်မင်းအောင်လိုင်းကတမရယာဒူးကိုရောကာကွယ်ရေးဦးစီးချုပ်ယာဒူးကိုပါတရားဝင်ယူသွားနိုင်ခြင်းရှိတယ်။နောက်အောင်မင်းအောင်လိုင်းသူပြောတဲ့ပုံစံကိုကြည့်နော်။ဒီ2025ခုနှစ်အထိအဝင်ကလေးကမင်းအောင်လိုင်းနဲ့ဒီဇော်မဲလုံးနဲ့ဒီအကျန်းဖက်စစ်တပ်တောက်လျှောက်ပြောလာတဲ့ဟာရှိတယ်။သူတို့ကတော်လိုင်းသူတို့ကတဲ့ဒီ2025ခုနှစ် ဒီဇင်ဘာပထမပတ်မှာရွေးကောက်ပွဲကိုဒီချိန်လုပ်မယ်တဲ့အဲ2016ခုနှစ်ထဲမှာရွေးကောက်ပွဲဒီချိန်လုပ်မယ်ပုံစံ၄မျိုးနဲ့၄ချိန်လုပ်မယ်လို့စစ်တပ်ကပြောတယ်အဲ့တော့ပုံစံ၄မျိုးဆိုတာဘယ်လိုပုံစံလဲကျွန်တော်အနည်းဆက်ဆုံးစဉ်းစားကြည့်လိုက်တော့မင်းအောင်အကျန်းဖက်စစ်တပ်မင်းအောင်ထိုင်ကသူထိန်းချုပ်နိုင်တဲ့အခုလောလောဆယ်ဆယ်လက်ရှိမှာစစ်တပ်ကသူထိန်းချုပ်နိုင်တဲ့ရန်ကုန်မန္တလေးနေပြည်တော်နဲ့မြို့ကြီးတချို့မြို့ကြီးအနည်းငယ်လောက်ဘူးပဲရွေးကောက်ပွဲလုပ်လိုက်မယ်အဲ့ဒီရွေးကောက်ပွဲကနေပြီးတော့ပြည်တော်စုလွှတ်တော် ပြည်တော်စုလွတ်တော်ခေါ်လိုက်ရင်ဒါအကြမ်းဖက်စစ်တပ်နဲ့စစ်အုပ်စုကတော့ဘ ਹੁ အစိုးရပြည်တော်စုအစိုးရဖြစ်သွားပြီအဲ့လိုဘ ਹੁ အစိုးရပြည်တော်စုအစိုးရဖြစ်သွားပြီဆိုရင်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ၃ရက်စလုံးကိုစစ်တပ်ကတရားဝင်ပိုင်ဆိုင်သွားပြီအဲ့ဒီလိုရွေးကောက်ပွဲကတက်လာတဲ့အစိုးရကိုလည်းနိုင်ငံတကာကလက်ခံရမယ်အတိမတ်ပြုပေးရမယ်အဲ့တော့နော်နိုင်ငံတကာလက်ခံရမယ်အတိမတ်ပြုပေးရမယ်မပြုလို့လည်းမရဘူးပြီးတော့ နိုင်ငံတကာကိုကျွန်တော်တို့သိအားကိုလွန်းနေတယ်တခြားစဉ်းစားကြည့်နိုင်ငံတကာကလည်းမြန်မာပြည်ကိုအရန်စိတ်ကုန်နေပြီးအနောက်နိုင်ငံတွေကလေမြန်မာနိုင်ငံသားကိုရောမြန်မာပြည်ကိုရောသူတို့စိတ်ကုန်နေပြီးဘာလို့လဲဆိုတော့ဟာကျွန်တော်တို့ဒီရင်းနှီးမြုပ်နှံတဲ့ရင်းနှီးမြုပ်နှံတဲ့ပေးကန့်စွန့်ကျဲတဲ့ဒါမှမဟုတ်ပြုစုပြိုးထောင်ပေးတယ်ဆိုတာအချိန်တိုင်းတာတစ်ခုပဲရှိတယ်အခုမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံကနိုင်ငံတကာရဲ့အကူအညီနဲ့အသက်ရှင်နေတာနိုင်ငံတကာအကူနိုင်ငံတကာရဲ့ ပေကန်းစွန့်ကျဲချင်းကိုစားတော့လာတာနှစ်ပေါင်း90ကျော်လာပြီအခုချိန်ထိဘာအသီးပွေမှဖြစ်မလာဘူးဘာတိုးတက်မှုမှရှိမလာဘူးဆိုတော့နိုင်ငံတကာကမြန်မာကိုတော်တော်စိတ်ကုန်နေပြီเนาะကျွန်တော်တို့ဒီ1988ရဲ့နောက်ပိုင်းကိုပဲထားလိုက်ဟိုဘက်62တွေပါလीဆိုတော့ကိုလည်းမမှီခဲ့ဘူးဆိုတော့မပြောတော့ဘူး88ဆိုတော့ပြီခဲ့တယ်အဲ့တော့88လောက်ပဲကျွန်တော်တို့ပြောကြည့်အောင်เนาะ1988ရဲ့နောက်ပိုင်းမှာကျွန်တော်မြန်မာနိုင်ငံမှာကက်ယောဂါတွေအများကြီးဖြစ်တယ်အငတ်ဘေးတွေစိုက်တယ်စင်ရဲမွေးတည်မှုတွေပြင်းထန်လာတယ်မိသားစုတစုကထမင်းနှက်မှန်အောင်တော့မနှဲစားရတဲ့အချိန်မှာ အဲ့ဒီချိန်တုန်းကဆိုဒါကျွန်တော်တို့မြန်မာနိုင်ငံကဟိုဓာတ်ရိုက်တော်၎င်းတွေ့ဝိုက်တော်၎င်းနိုင်ငံတကာရဲ့ပေးကမ်းစွန့်ကြဲခြင်းကိုစားခဲ့ရတာနိုင်ငံတကာရဲ့ပေးတဲ့အသက်နဲ့ပဲအသက်ရှင်ခဲ့ရတာဗျာဥပမာဟိုဥစက်ယောဂါတွေဆိုတော့ဒါ AIDS တို့ငှက်ဖျားတို့ဝန်ဖို့ဝန်ရောင်တို့အဲ့ဒါကာလဝန်ယောဂါတို့စသဖြင့်တဲ့ဒီငှက်ဖျားယောဂါတွေအဲ့အဲ့လိုမျိုးပေါ့နော်အဥစက်ယောဂါတွေဆိုရင်မြန်မာနိုင်ငံမှာဆေးမရှိဘူးအကျန့်ဖက်စစ်တပ်မှာကလူတွေကိုတတ်ဖို့တနက်ပဲရှိတယ်ဆေးမရှိဘူးအဲ့တော့ ဲ့ဒီဈေးတွေဘယ်ကရလဲနိုင်ငံတကာကလှူတာဈေးုံသွားရင်အဲ့ဒီဈေးတွေနိုင်ငံတကာကလှူထားတာတောင်မှစစ်တပ်ရဲ့ဈေးုံတွေကပြည်သူကနေပတ်စံကောက်တာเนาะအဲ့ဒီသွေးလုံတုပ်ပွေးတို့ငှက်ဖျားတို့ AIDS တို့နောက်ဒီဒီကင်ဆာတို့ဘာတို့တခြားနေဥစ္စာယောဂတွေအကုန်လုံးသူကဈေးတွေကနိုင်ငံတကာကလှူတာနောက်တစ်ခါမြန်မာနိုင်ငံမှာဥမာဒီထိုင်းမြန်မာနယ်စပ်တခြားမှာဆိုဒုက္ခတဲ့စခန်းတွေအများကြီးပဲတကယ်ရုပ်ကြားအရင်မာကြီးတွေတကယ်လုံစားနိုင်တဲ့တပ်တမမအကောင်ကြီးတွေဘုံလုံးတွေကန်နေတဲ့ချင်းတွေခန့်နေတဲ့အများကြီး အချိန်တန်ရေးဒီနိုင်ငံတကာလှူမဲ့ဟာကိုထိုင်ထိုင်မြှော်ပြီးတော့စောက်ပြီးတော့စားနေကြတယ်ထိုင်ထိုင်မြန်မာဒုက္ခတဲ့စကမ်းမှာတွက်ကြည့်ကိုထက်တော်မှာဝါဖီးပြီးတော့လေတန်တန်မမရုပ်ကြားကြီးတွေနိုင်ငံတကာရဲ့အလှူငွေနိုင်ငံတကာလှူလာမဲ့ဟာကိုထိုင်စားနေတာအများကြီးထိုင်မြန်မာနယ်စပ်အင်္ဂလိပ်အာအိန္ဒိယနယ်စပ်အများကြီးမြန်မာဒုက္ခတဲ့စကမ်းတွေနိုင်ငံတကာကျွေးလာတာနှစ်ပေါင်း90ကျော်လာပြီတော့နိုင်ငံတကာကမြန်မာကိုစိတ်ကုန်နေပြီအဲ့တော့သူတို့ကဟို တည်ငြိမ်သွားရင်ပြီးတော့အပြောင်းလဲတစ်ခုဖြစ်သွားရင်ပြီးတော့ဘယ်သူအစိုးရဖြစ်ဖြစ်ကွာဆိုပြီးတော့မျက်လုံးမှိတ်ပြီးတော့နေနေတာပိုဆိုးတာကအာဆီယံအဲ့တော့ဒီလောက်ဒီတဘာဝတယံသာတာပေါ်ကျွယ်ဝတဲ့မြန်မာနိုင်ငံအေးချမ်းသာယာဖွင့်ဖြိုးသွားမှာလုံးဝမလိုလားတာအာဆီယံအဲ့ဒါကြောင့်မို့သူတို့ကြိုးဆွေးတမျှကမဲ့အစိုးရကိုပဲသူတို့ကတက်စီချင်တာအာဆီယံကအဲ့ကြောင့်မို့ဒီရွေးကောက်ပွဲအောင်မြင်သွားဖို့တော့အာဆီယံနိုင်ငံတွေအကုန်လုံးကစစ်ကောင်စီကိုနောက်ွယ်ကနေထောက်ပံ့နေတယ် တော့ကျွန်တော်နိုင်ငံတကာရဲ့အခန်းကဏ္ဍကိုလုံးဝမေ့ထားလိုက်တော့ဒီဆယ်လအတွင်းမှာနေပြည်တော်ကိုတက်ပြီးသိမ်းနိုင်ဖို့ပဲအရေးကြီးတယ်နေပြည်တော်ကိုအဲ့ဒီလိုမှဒီဆယ်လအတွင်းမှာတက်မသိမ်းနိုင်ဘူးဆိုရင်မင်းအောင်လှိုင်ကအခုလက်ရှိသူထိမ့်ချုပ်နိုင်တဲ့မြို့ကြီးအနေငယ်လာကိုရွေးကောက်ပွဲလုပ်ပြီးတော့မှဘ ਹੁ အစိုးရဖွဲ့မယ်အာဘ ਹੁ ဘ ਹੁ အစိုးရဖြစ်ရေးအတွက်ပြည်ထောင်စုလွှတ်တော်ခေါ်မယ်ပြည်ထောင်စုလွှတ်တော်ခေါ်တာနဲ့မင်းအောင်လှိုင်စစ်တပ်ကတရဝင်းရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရဖြစ်ပြီး တရားဝင်ဆိုရဖြစ်ပြီးဆိုရင်အဲ့ဒီရွေးကောက်ပွဲမလုပ်နိုင်တဲ့ပြည်နယ်တွေအညာဒေသတွေကိုမင်းရောက်နိုင်ကရှိတဲ့မြအင်အားအကုန်ထုတ်သုံးပြီးတော့ရှိတဲ့မြလက်နက်အစံအကုန်ထုတ်သုံးပြီးတော့စစ်စင်ရေးလုပ်မယ်ဖြိုခွင်းပြီးတော့ပြိုသွားရင်နောက်နှစ်တွေမှာအဲ့ဒီဒီအခုဒီ2025မှာရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေကို2026 2029မှာ2026 2029မှာဆက်လုပ်မယ်တချို့တိုင်းရင်းသားဒေသတွေဆိုရင်တိုင်းရင်းသားလက်နက်ကင်တွေနဲ့မင်းရောက်နိုင်တဲ့အခြေအမှာအပြေးယူလုပ်မယ် မင်းတို့ကဒီပုံစံနေဒီလိုပုံစံအုပ်ချုပ်ငါတို့ကဒီလိုပုံစံနေပြီးတော့ဒီလိုလေးပဲယူမယ်မင်းတို့ကျင့်တတ်လားကျင့်တတ်တယ်โอเคကျင့်တတ်ရင်ကြခိုင်မှာယူောက်ပွဲလုပ်မယ်ကချင်မှာယူောက်ပွဲလုပ်မယ်ပြည်ရင်မှာယူောက်ပွဲလုပ်မယ်အဲ့ဒါဆိုရင်နောက်ထပ်တစ်နှစ်နှစ်သွင်းမှာပြည်နယ်လွှတ်တော်ပြည်နယ်ဝန်ကြီးချုပ်တွေပါထပ်ပေါ်လာခဲ့မယ်အဲ့ဒါဆိုရင်100%ပြည်သွားမယ်ပေါ့နော်အဲ့တော့အဓိကအကျဆုံးကမှာຫນွေဦးတော်လှန်ကြီးပြည်နယ်တွေကတော့အဲ့လိုမဟုတ်ဘူးမင်းအောင်လိုင်းကတော့ तू အခက်ခဲဖြစ်နေတဲ့အချိန်မှာ तू အပေးယူရတော့လုံမှာပဲအဲ့တော့တကယ်အကျဆုံးသွားမှာကຫນွေဦးတော်လှန်ကြီးအဲ့တော့ အဲ့ဒါလို့ဖြစ်မလာဘူးဆိုရင်ဒီဆယ်လအတွင်းမှာ NUG ဥဆောင်တဲ့ຫນွေဥတော်နိုင်ငံတပ်ဦးကနေပြည်တော်ကိုတက်ပြီးတော့တိမ့်ပိုက်နိုင်ဖို့လိုတယ်အဲ့တော့တိုင်းရင်းသားအလုံးမျှော်လင့်တဲ့တိုင်းရင်းသားအလုံးလိုချင်တဲ့ Federal Democracy တို့မဟုတ် Confederate ကိုရဖို့ဆိုရင်မြန်မာနိုင်ငံမှာဒီအကြမ်းဖက်စစ်တပ်မရှိမှရမယ်ဆိုတာလေသူတို့သိတယ် NUG ကတကယ်လုပ်ရနိုင်ရင် NUG ရဲ့နောက်ကနေသူတို့ပါပေးမယ်တိုင်းရင်းသားတက်တယ်အခုကလည်းစောက်ကြည့်လာတာ၅နှစ်ရှိလာပြီ NUG ကဘာမှတိတိမမိမလုပ်လာနိုင်ဘူး campaign တွေတော့တကယ်ကိုစကလုံးကောင်းကောင်းနဲ့လူတွေကြွေစင်းသွားတော့အောင်ကိုလုပ်နိုင်တယ် ကမ်ပိန်းတိုင်းအောင်မြင်တယ်ဒါပေမဲ့အဲ့ဒီကမ်ပိန်းကိုကမ်ပိန်းဂတိကဝတ်ကိုပဲအကောင့်ထဲမဖော်နိုင်တာအဲ့ဒီတော့တိုင်းနာတက်တရားလည်း UNG ကိုယွန့်သွားတယ်အာဘလို့လဲဟိုခေါ်ထူးမေးဖြေပုံစံမျိုးတော့နဲ့ပဲနေလိုက်ပြီးတော့မှတကယ်ဟိုကျွန်တော်တို့အရက်သုံးစကားနဲ့ပြောရင်ဗျာဟိုရင်ထဲကထိထိမိမိကိုမရှိတော့ဘူးတိုင်းနာတက်တရား UNG ကိုဘာလို့လဲဆိုတော့ဂတိကဝတ်အတိုင်းစကလုံးတိုင်းအကောင့်ထဲမဖော်နိုင်လို့အဲ့တော့ကျွန်တော်တို့ UNG ကိုဝေဖန်တယ်ဆိုတာကဘလို့လဲအမှန်တရားလမ်းပေါ်ကိုရောက်ဖို့ လုတ်တင်တာတွေကိုလုတ်ဖို့နော်ဟိုကျွန်တော်ဘသူမှ မပြောရဲသေးတဲ့2022ကတည်းကကျွန်တော်အများတန်းပြောခဲ့တယ်နော် NUG မှာပါနေတဲ့ဝင်ကြီးတွေအစိုးရအဖွဲ့ဝင်တွေကိုကြည့်လိုက်တော့ MDO တွေဗျာနိုင်ငံတကာအလှူငွေတွေကိုဘလို့ဘုံရမလဲဆိုပြီးစဉ်းစားလာပြီးတော့မှနော်ဒီ proposal တွေကိုလိန်ညာပြီးတော့ဟန်ဆောင်မျိုးစုံနဲ့ဒီ proposal တွေနိုင်ငံတကာရဲ့အလှူငွေကိုရဖို့ဆိုရင်သူတို့ကဟိုအစီအစဉ်ခံစားဖို့အရင်ရေးရတယ်အစီအစဉ်ခံစားရင်းရင်ဒါကိုတဘောကြရင်နိုင်ငံတကာငွေလှူတယ်အဲ MGO တွေ MGO ကိုကျွန်တော်တို့တာမန်ပြည်သူတွေနားမလည်ပါဆိုလို့ပြန်ရှင်းပြတာเนาะအဲ့တော့ MGO တွေကအဲ့ဒါလို့လှုပ်ရှားတာအဲ့တော့ NUG အစိုးရအဖွဲ့ဝင်တွေမှာပါနေတဲ့လူတွေကြီးလာတယ်အကုန်လုံးက MGO တွေကြီးပဲ MGO အဖိုးကြီးတွေကြီးပဲနောက်ပြတခါဟိုဒီဒီသတင်းမီဒီယာကအလုတ်ပြုတ်ခဲ့တဲ့လူတွေသတင်းမီဒီယာဆိုတာကလေဒီ VOA တို့ BBC တို့ AFP တို့အဲ့လိုနိုင်ငံတကာသတင်းမီဒီယာကဝန်တန်းတွေကိုသူတို့ကဟိုတယ်ဘယ်လိုလဲဒီ project နဲ့ပဲခန့်တာ project တစ်ခုတော့ပဲခတ်တာဥပမာအများဆုံး6လအနည်းဆုံး6လနဲ့အများဆုံး2နှစ်ပဲခတ်တာအဲအဲအဲ့ဒီလိုသတင်းမီဒီယာကအလုတ်ပြုတ်ခဲ့တဲ့လူတွေ NGO တွေနဲ့စုဖွဲ့ထားတဲ့ NGO အစိုးရမှာအာအဲ့ဒီကလေးကကျွန်တော်သိလိုက်ပြီးကျွန်တော်2022လောက်ကတည်းကကျွန်တော်တောက်လျှောက်ဝေဖန်လာတာ NGO ကတော့ NGO တွေနဲ့စုဖွဲ့လိုက်ရင်တော့ NUG ရဲ့လမ်းတင်ကတော့ MGO လမ်းတင်နိုင်သွားပြီအဲ့ဒါဆိုတော့ငါတို့ကလိမ့်ပဲလိမ့်ပဲဖြစ်ပြီလို့ကျွန်တော်ဝေဖန်တယ်အဲ့ဒီတုန်းကတော့ကျွန်တော်တော်တော်ဆဲခံရတယ်2022လောက်တုန်းကတော်တော်ဆဲခံရတယ်အခုကျွန်တော်ပြောခဲ့တဲ့အတိုင်းအကုန်လုံး လိမ့်ဖက်လိမ့်ဖက်နဲ့ဒီတိုင်းပဲဖြစ်လာတယ်။ကဲချလိုက်တော့အဲ့တော့ကျွန်တော်စကားကိုအနှစ်ချုပ်ရရင်လာမဲ့2025ခုနှစ်အတွင်းမှာเนาะနောက်ထပ်10လအတွင်းမှာ NUG ဥဆောင်တဲ့နွေဦးတော်လမ်းကြီးတက်တွေ့နေပြည်တော်တက်ပြီးမသိမ်းနိုင်ဘူးဆိုရင်နောက်ထပ်10လအကြာမှာအကျန်းဖက်စစ်တပ်မင်းအောင်လှိုင်ကတေချာပေါက်တရားဝင်အစိုးရဖြစ်သွားမယ်။အဲ့တော့ကျွန်တော်တို့ယူချက်ကတစ်ခုပဲရှိတယ်။ဒီ10လအတွင်းမှာ NUG ကနေပြည်တော်ကိုတက်ပြီးတိုက်ခိုက်ချေမှုန်းဖို့ပြအားပေးမလား။ ျွန်တော်တို့တော်လန်ရေးကိုအကြဆုံးခံပြီးတော့မှမင်းအောင်လိုင်းထံမှာခြေတလုံးဖက်ပြီးတော့မှမြန်မာပြည်ပြန်ဖို့ခွင့်တောင်းမလားအဲ့ဒီနှစ်ခုကိုပဲရွေးကြเนาะအောင်နိုင်သူအဖြစ်နဲ့မြန်မာပြည်ကိုပြန်ချင်တယ်မြန်မာနိုင်ငံကိုတကယ်ပြုပြင်ပြောင်းလဲရေးလုပ်ချင်တယ်မြန်မာနိုင်ငံကိုတကယ်ဖွံ့ဖြိုးတိုးတက်ချင်တယ်အပြောင်းလဲလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ NUG ကိုဖိအားပေးရနိုင်မယ် ဲ့ဒါလိုမှဖျားမပေးဘူးဆိုရင်မင်းအောင်လိုင်းမင်းအောင်လိုင်းနဲ့အကျန်းဖက်စိတ်အုပ်စုစီမှာကျွန်တော်တို့မြန်မာပြည်ပြန်ပြရစေနောက်ဆိုရင်နိုင်ငံရေးဘယ်တော့မှမလုပ်တော့ပါဘူးခမားဆိုလက်အုပ်လေးချီခြေတလုံးလေးဖက်ပြီးတော့မှမြန်မာပြည်ပြန်ရမယ်နော်အဲ့တော့ကျွန်တော်တို့ရွေးချယ်ကြနှစ်ခုပဲရှိတယ် UNG ကိုဖျားပေးပြီးတော့တောင်းဆိုဖျားပေး UNG ကသူ့ရဲ့အလုပ်ကိုသူ professional ကြကြလုပ်လာအောင်ဖျားပေးတောင်းဆိုမလားမင်းအောင်နိုင်စီမှာလက်အုပ်ချီပြီးတော့ခြေတလုံးဖက်ပြီးတော့မှမြန်မာပြည်ပြန်ဖို့ခွင့်တောင်းမလားအဲ့ဒီနှစ်ခုပဲယူရနော်အချိန်အများကြီးမကြံတော့ဆယ်လပဲကြံတော့ ားလုံးပဲ fight တယ်မှာ